ီနေ့ကတော့အချောဆိုင်မှာရောင်းတဲ့ငါငါမစ်ချင်ချက်ပေါ့နော်ဒီလိုဒီလိုလေးရနေငါမစ်ချင်ချက်မှာဖြစ်ပါတယ်ရှင်ဒါလေးကတော့ဒါလေးကတော့မစ်ချင်ပါအာဆိုင်မှာဆိုတော့ဟိုဆလကရီနဲ့စဉ်းစားကြဒီနေ့ကဆလကရီရမဝယ်ထားမိလို့ဒီနေ့စဉ်းစားမယ်နော်။ဟိုငါကတော့နည်းနည်းအဲကောင်းကောင်းလေးမစီးဘူးဆိုတော့ညှိတက်လို့လေ

ဒါကတော့အာတစ်ချဘိုခမိုးလို့ခေါ်ရနော်ကချင်လောကမကရမ်လို့ခေါ်ပါတယ်ဒါလေးနည်းနည်းထည့်မယ်နော်အဲကြောင့်အာဒါကကြတော့အထုံစီလို့ခေါ်တယ်အာမက်ကာစီလို့လည်းခေါ်တယ်ပြီးတော့အစွန်တော့ကကြတော့ဟော့ချောင်းမုံလို့ခေါ်တယ်နော်ပြန်လေးကိုထည့်လိုက်ပါမယ်ပြီးရင်ဒါလေးထောင်းထားလိုက်မယ်နော်ပြီးသားပြီ ါဒီလောက်နေထားဆုံးတော့ရပါပြီအခုကတော့ဒီနေ့စာချင်တော့တရားလေးထည့်လိုက်မယ်နော်။ဒါလေးနည်းနည်းထည့်လိုက်ပါမယ်။ဒီတော့ကအာမြင့်ချင်ကိုတစ်ခါလေးထည့်နေရဲ့နော်။ဒါကြောင့်စီရအရာများဆီအောင်လို့ကချင်ချက်တင်ပါ။ တရားတော့ဟိုခဏလောကအဖောင်းမှာပါကားဒီလားဆိုတော့နည်းနည်းချိန်ပြီးတော့ကိုမြင်းကြည့်ပြီးတော့မှလိုမဖြစ်ရနော်ခင်တော်ကမအောင်နေတယ်ပြီးရင်သူ့ကိုနိုင်ဘက်လောက်နဲ့ထားပြီးရင်တော့ပို့ပြီးတော့ကောက်လို့ကောင်းပါတယ်နော်

ထပ်ပြီးချင်းချင်းလဲဆိုရင်သူကမြစ်ချင်မြစ်ချင်အမြန်ထပ်ပြီးရတယ်ပြီးတော့ဒီဖက်လေးချင်းစော်ကတိ6ဘောနော်ဒီအမြန်ထပ်လို့ရတယ်ဟိုချင်းကဆက်ကတော့ကိုကြိုက်တယ်လို့မျိုးချင်းကြီးပြီးထပ်လို့ရတယ်နော်ပြီးရင်အခုဆိုရင်တော်တော်လေးမွေးနေပြီရေလေးနဲ့လေးခန့်အောင်ထပ်ဆောင်ရမယ်နော် 这边。 တပါပါရှင်။ဒါတော့အရင်ကမှစလို့ကောင်းတယ်။အာငါမြင့်ချင်ချက်ဖြစ်ပါတယ်။ကချင်ရတာပေါ့နော်။သူကချင်ဆက်ဆက်လေးနဲ့အရန်ကမှဆက်ဖို့ကောင်းပါလေ။သမင်းပူလေးနဲ့ဆိုရင်တော့အရန်ကမှမြင်ပါလေ။ဒါကိုအခုကအာအချော်ချယ်မှာကလေးနဲ့တစားမှဖြစ်ပါတယ်။အလိုပဲလက်ခဲ့ပါခဲ့ပါဦး။ ်ကိုကတော့ဆိုင်တော့မှာပါအဲ့ဒီအော်လာအချွန်ဆိုင်ပါပါကလေးတွေလည်းစောင်းပါဖြစ်ပါတယ်ရှင်လည်းကြပါအနည်းရောက်ခရရမမေးပါအနည်းရောက်အနည်းရောက်နေခရရမခိုင်